Okay အားလုံးသောချက်ပေါ်ရအားလုံးပဲမင်္ဂလာပါဗျာနော်ကိုရီမအောင်မင်္ဂလာပါ။ Okay မင်္ဂလာရှိသောကိုရီမအောင်ပဲနေ့လည်ကလေးပါဗျာနော်။ Okay အားလုံးသောကိုပိုင် YouTube channel လေးကိုဝင်လာတဲ့အားလုံးညီလိုပါအားလုံးပဲမင်္ဂလာပေါ်တဲ့အားလုံးပြည့်စုံကြပါစေဗျာနော်။ Okay အားလုံးသောချက်ပေါ်ညီကလေးအားလုံးတယောက်ချင်းစီစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနော်အားလုံးသောနှစ်ပြားသောဒုက္ခနဲ့ပြည့်စုံကြပါစေကိုရီမအောင်ပဲကိုပိုင်ဒီမနေ့အဖွင့်ပွဲလေးမှာတော့နော်ကိုရီမအောင်ပဲ Okay အဖွင့်လေးလှခဲ့ပြီဗျာနော်ကိုပိုင်တို့ချမိတ်ဆွေတွေအားလုံးပဲအဖွင့်ပွဲလေးမှာအဖွင့်လှခဲ့ပြီ။ เนาะကိုပိုင်ကတော့အားလုံးပဲ share ခွေလေးညတော့ကဗာလေးပြထားခဲ့လေအားလုံး comment လေးမှာမှတ်ပေးမယ်ညတော့က share ခွေလေးကဗာခွေလေးလဲ comment လေးမှာအားလုံးမှတ်မယ်ရတဲ့မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့ ship ပတ်သီးကလည်းရမယ်ပေါ့เนาะရကြတဲ့အကိုဒီမိုက်အားလုံးပဲရကြလေးတွေမှတ်သွားမယ်เนาะကဲအားလုံးသောမိတ်ဆွေအားလုံးပဲအတူတူလေးပြောရအောင်အဖွင့်ပွဲလေး12နာရီ10မိနစ်မှာရတဲ့ဆိုတဲ့ support တွေအားလုံးပဲရကြလေးတွေမှတ်ထားမယ် ဒီညနေခင်းမှာလည်းကိုကမိုင်အလုံးကိုလင်းလိုက်ခွဲစီတက်မှာကိုပိုင်မက်ကအကောင်းဆုံးလမ်းကြောင်းလေးတွေထက်ပြီးတော့မျှဝေပေးသွားမယ်။ကဲအမြန်လေးဝင်လာမယ်။ဝင်လာတဲ့လူသစ်အကူဒီမိုင်အလုံးက channel ကို subscribe လုပ်ပါသေး channel subscribe ခေါင်းတော်လေးနှိပ်မယ်။ like လက်မလေးအလုံးကိုစီနှိပ်ထား။နော်မျိုးတွေအလုံးမယ်ဒါမှကိုပိုင် like ကလေးတွေနေတိုင်းပုံမှန်လေးမြဲတွေ့ရမယ်နော်ကိုဒီမိုင်အလုံးမယ်။ကဲအလုံးသောမိတ်ဆွေတွေအလုံးမယ်။87ဆိုတော့ကိုပိုင်တို့မိတ်ဆွေအလုံးမယ်။ကိုပိုင်တို့83ဆိုတဲ့ share အခွေလေးနော်နံပါတ်1အနေနဲ့ကိုပိုင်ညတွေကပြောပေးတယ်။ ရှယ်ခွေကညက8313တည်မိန်ခွေဒူးကကိုပိုင်နမိတ်ဆရာလုံးမယ်နံပါတ်2ချက်ကကိုပိုင်နမိတ်ဆရာလုံးမယ်ခွန်နဲ့3ညနဲ့ကတ်မင်္ဂလာပါဆရာကြီးရဲ့ဆောင်းသွားဖို့လေဆွဲကျူးမမင်္ဂလာဆောင်းသွားဖို့ဆွဲကျူးဝယ်ပြလိုက်တော့မယ်တဲ့ဟုတ်ကဲ့ပါဝယ်ပြလိုက်ပါဗျာနော်ကဲမင်္ဂလာဆောင်းသွားဖို့ခုမှဆွဲကျူးရတယ်ဟုတ်လား ။ကဲအားလုံးကိုလည်းအားလုံးမင်္ဂလာပါဗျ။ကဲအမြန်လေးဝင်လာမယ်ဝင်လာတော့မျိုးတွေအားလုံးလိုက်လက်မလေးကိုစနေ။ကဲညာကကိုလည်းအားလုံးမယ်ရကြတယ်မစ္စရာအားလုံးမယ်နော်။ပတ်တိကညာတော့ကိုပိုင်ပြောတယ်အကြိုက်ဆုံးပတ်တိက၈ပတ်တိ၃ပတ်တိနော်။ပတ်တိလိုက်တဲ့မိတ်ဆွေတို့ဆိုရင်လည်းပတ်တိလမ်းကြောင်းက၈ပတ်တိကနေရကြလိမ့်မယ်။နော်။တကယ်လို့ပတ်တိမလိုက်ဘူးဆိုတော့ကိုပိုင်တို့နံပါတ်၁အချက်နေလေ။ညာတော့ကိုပိုင်တိချပြောခဲ့တယ်ရှယ်အခွေတိ ၈3တက်ဒီရှဲအခွေလို့ညတော့တေချာပြောပြခဲ့တယ်နော်နံပါတ်1 main ဒီ၈3တက်ကအခွေကိုပိုင်းကြိုက်တာအဲ့ထဲမှာဒီမနက်မှာကြိုက်တာအပူတောင်ပိုကြိုက်တာနော်၃မှုလို့၈ပူလို့အဲ့အခွေတွေက83တို့နော်ဒါမှသူကဗရိတ်ကိုပြန်ကြတယ်ပေါ့နော်ကိုပိုင်းတို့အခွေတွေကနေ83ဆိုတော့ကနန်း83တက်ကခွေမယ်ဆိုတာတော့ကိုပိုင်းကဒါကြောင့်မလို့နံပါတ်1အနေနဲ့ main ကိုပေးခဲ့တာနော်83တက်အခွေကိုနံပါတ်2အချက်ကကိုပိုင်းတို့83တက်ကိုမပြီးခဲ့ရင် ခေါင်းနဲ့တုံညာနဲ့ကတ်လိုက်မယ်နော်မပြောခဲ့ဘူးလားကဲရားကြတဲ့မိတ်ဆွေကောင်းမလေးမှမတ်ပါအောင်ဒီလောက်ပဲလားကဲအားလုံးမျိုးတွေအားလုံးဝင်လာမယ်ဒီညနေ၄နိုင်ကွယ်တက်ကို share ပြင်းမယ်နော်ညနေ၄နိုင်တော့ကို share ပြင်းမယ်လမ်းကြောင်းလေးပြောမယ်အားလုံးတစ်ယောက်တစ်ချက်စီနော် subscribe လေးတက်လောက်တစ်ယောက်တစ်ချက်စီ like မလေးတွေနှိပ်လက်မနှိပ်တဲ့ viewer လေးကရမ်းနေနေ subscribe လေးနှစ်ချက်တော့ကဲဝင်လာမယ်ကိုပိုင်းညီကောင်မအားလုံးအမြန်လေးဝင်လာမယ် ဒီညနေတော့ကိုလည်းကိုပိုင်ပတ်သီးလမ်းကြောင်းလေးအရန်ကြိုက်တယ်နော်ပတ်သီးလမ်းကြောင်းလေးတွေအရန်ကြိုက်တယ်ဒီညနေဝမ်းကျင်းမှုလေးတွေအရန်လှတယ်အဲ့ဒီမှာကိုပိုင်တို့တကွက်ကောင်းကြိုက်တဲ့တင်ကွက်ရှိတယ်ပြီးပြောပေးမယ်တကွက်ကောင်းတင်ကွက်နော်မနေ့ကကျွန်တော်တို့ညနေ၄နာရီခွဲတက်ပေါ့နော်ညနေ၄နာရီတကွက်ကောင်းတင်ကွက်ကလေးတကွက်ပြောပေးမယ်အရန်ကြိုက်တယ်67ကိုတဲ့9000မျိုးရပါတယ်တဲ့ဟုတ်ကဲ့ဝမ်းသာပါတယ်ဗျာနော် ကဲရကြတော့အကိုတွေမှလည်းအားလုံးပဲနော်လူသစ်အကိုတွေမှလည်းအားလုံးရောလူဟောင်းအကိုတွေမှလည်းအားလုံးရောရကြတယ်ဆိုရင် comment လေးမှာမှတ်ပေးအရန်တော်တော့ဗာလဲဆရာပါလေးစားပါတယ်တဲ့9000ပို့ကြပါတယ်တဲ့ကျေးဇူးပါဆရာဟုတ်ကဲ့ဝမ်းသာပါတယ်ဗျနော်ဟိုဘက် channel ကအကိုတွေမှလည်းဝမ်းသာတယ်ဒီဘက် channel ကအကိုတွေမှလည်းဝမ်းသာတယ်ဗျနော်ကဲရကြတော့မိတ်ဆွေတွေအားလုံးပဲရကြည်လေးတွေမှတ်သွားပါနော်ကိုမညာလေးကတရားပြောပြခဲ့တယ်73 KD နံပါတ်1နေနဲ့မင်း နော်ပြချာလေးပြောပြခဲ့တယ်83ကီတီနံပါတ်1နေနဲ့မေးနံပါတ်2နေနဲ့83နဲ့မပြီးခဲ့ရင်ကိုပိုင်ပြောပြီးသားနော်83ညနဲ့ကတ်လာလိမ့်မယ်83ညနဲ့ကတ်လာလိမ့်မယ်နော်ဒါနံပါတ်2အချက်နော်မူး2ချက်ပြောပြခဲ့တယ်အားလုံးကမိတ်ဆွေအားလုံးပဲနံပါတ်1အချက်မှာလည်းကိုကူမာလည်းအားလုံးပဲ83ကခွေသွားတယ်နော်ပတ်သီးဆိုလဲကိုပိုင်း၈ပတ်သီးနဲ့၃ပတ်သီးထုတ်ပေးတယ်နော်ပတ်သီးလမ်းကြောင်းဆိုလဲရကြလိမ့်မယ်ရတဲ့သားပိုင်ရေးတဲ့ရရရတဲ့ဟုတ်ကဲ့ဝမ်းသာပါလေနော် န်တီလာဥလာတော့မသိဘူးပေါ့နော်သားပိုင်ရင်ဆိုတော့နော်အားလုံးကမိတ်ဆွေအားလုံးပဲကဲယာကြီးလေးတွေမှတ်ထားပါနော်ကိုဒီမှာအားလုံးပဲယာကြီးလေးတွေမှတ်သွားမယ်နော်ကဲယာကြီးလေးတွေမှတ်မယ်အားလုံးသောမျိုးတွေအားလုံးပဲအခုမှဝင်လာတဲ့အကိုဒီမှာရတော့ကလိုက်လမလေးနှိပ်ထားဆက်ခွန်မလေးကိုနှစ်ချက်တောက်ထားနော်လိုက်လမလေးတွေတယောက်တစ်ချက်စီနှိပ်ထားမယ် channel ကို subscribe မလုပ်ပါသေးရလူတိကိုဒီမှာအားလုံးက subscribe ခေါင်းလောင်းလေးနှိပ်ပေးထားပါအားလုံးသောမျိုးတွေအားလုံးပဲနော်ကဲဒီညနေအတွက်အားလုံးသောမိတ်ဆွေအားလုံးပဲပြောမယ် ဗီဝါလေး100ပြအောင်အလုံးမတစ်ယောက်တစ်ချက်ဝိုင်းแชร์ထားပါလိုက်လက်မလေးနှစ်နော်ဗီဝါလေး100ပြအောင်မဆောင်မယ်အများကြီးမဆောင်နော်ကိုရမအလုံးမဗီဝါလေး100ပြအောင်တစ်ယောက်တစ်ချက်ဝိုင်းแชร์ထားမယ်လိုက်လက်မလေးနှိမ့်တာဗီဝါလေး100ပြအောင်မဆောင်မယ်အများကြီးမဆောင်နော်ကိုပိုင်လည်းအလုံးရှိသေးတယ်ကိုရမအလုံးမနော်အမြန်လေးပဲကိုပိုင်ပြောပေးခဲ့မယ်နော်ကတယောက်တစ်ချက်နော်ဗီဝါလေး100ပြအောင်တော့သွားမယ်အလုံးသွားမိတ်ဆွေအလုံးမကဲရာကြတော့ကိုရမအလုံးမလိုက်နော်ရာကြီးလေးတွေမှန်သွား เนาะအဖွင့်လေးကတော့ကျွန်တော်မိတ်ဆွေအားလုံးပဲလှခဲ့ပြီအားလုံးသောမိတ်ဆွေအားလုံးဒီညနေမှာလဲကျွန်တော်ညနေ၄နာရီခွဲဆိုလဲထပ်ပြီးအောင်ဝက်ခံအောင်မယ်เนาะကိုပိုင်းကတော့အရန်ကြိုက်တယ်ကိုပိုင်းကိုယုံကြည်တဲ့မိတ်ဆွေတွေအားလုံးပဲလိုက်တော့ကိုပိုင်းကတော့ဒီညနေမှာအရန်ကြိုက်တယ်เนาะဘာလို့ဆိုဒီမူလေးကအရန်လှတဲ့အတွက်ကိုအရန်ကြိုက်တယ်ထိုင်းကပါတဲ့ဟုတ်ကဲ့ပါထိုင်းကဆိုတော့လဲเนาะဝမ်းတာပါတယ်เนาะဝေးကြီးကအားပေးတဲ့အတွက်လဲ ဲအားလုံးကိုယ်တိုင်အားလုံးပဲဒီဝါလီကဆင်းလက်တိုင်းနဲ့ပြန်အောင်ကြပါသေးတယ်နော်ကိုယ်တိုင်အားလုံးပဲဒီဝါလီကဆင်းလက်တိုင်းနဲ့ပြန်အောင်ကြပါသေးတယ်ကျတော့ဆရာမြတ်တော်ဆရာလေးစားပါတယ်တဲ့တံငယ်ချင်းတွေနဲ့ပေါင်းထိုးတာ9000ပို့ရတယ်ဟုတ်ကဲ့ပါဝမ်းသာပါတယ်เนาะ9000ပို့ရတယ်ဆိုတော့လည်းဝမ်းသာပါတယ်ဗျာเนาะ ကိုကိုဆိုတဲ့အကောက်ပိုင်းရှင်ဝမ်းသာပါလေဗျာနော်။ကြားလုံးလုံးမိတ်ဆွေတွေအားလုံးပဲနော်ကိုယ်ပိုင်ပြောမယ်ဒီညနေ၄နာရီခွဲအတွက်ကိုနော်ချစ်ဖော်တွေအားလုံးတစ်ခါတည်းကွန်မန့်လေးမှာမှတ်မယ်အားလုံးလုံးမိတ်ဆွေအားလုံးကိုယ်ပိုင်ခေါ်ပြီးတော့ကနန်းလေးတွေအားလုံးအားလုံးကွန်မန့်လေးမှာမှတ်ပြီးပါဒီညနေတဲ့ share အခွေနော်ဒီညနေအတွက် share အခွေသည်619 share အခွေအားလုံးမှတ်မယ်ဒီညနေအတွက် share အခွေသည်619 61ကိုကီးခွေလေးပါเนาะအားလုံးမိတ်ဆွေအားလုံးပဲကီးခွေလေးက61ကိုရှယ်ခွေကီးခွေလေးပါเนาะအားလုံးအားလုံးကိုဒီမှာအားလုံးကောင်းပါလေးမှာမှတ်ပါ61ကိုဒီအားလုံးသမိတ်ဆွေအားလုံးပဲရှယ်ခွေလေးပါတဲ့เนาะ61ကိုဒီရှယ်ခွေကီးခွေလေးပါเนาะအခွေခွေမယ်เนาะ61ကိုဒီကိုယ်ကအပူကြိုက်တဲ့မိတ်ဆွေအတွက်ဆိုရင်လည်းအပူပါထည့်ခွေ61ကိုကိုအပူပါထည့်ခွေမယ် နော်အပူကြိုက်တဲ့အကူဒီမှာဆိုအပူပါထည့်ခွေကဲအားလုံးခွေလေးတစ်ချက်ကောမလေးမှာမတ်မယ်နော်အားလုံးကိုဒီမှာအလုံးမယ်69ကိုဒီအခွေအပူပါခွေလို့ရပါတယ်နော်အားလုံးကိုဒီမှာအလုံးအပူကြိုက်တဲ့မိတ်ဆွေတွေအတွက်ဆိုရင်အပူပါထည့်ခွေပေါ့နော်တထားမင်္ဂလာပါတထားနော်69ကိုအပူပါခွေဟုတ်ကဲ့ပါ ဲ့ဒီမှာပတ်သီးနေနဲ့เนาะဒီညနေမှာအကြိုက်ဆုံးပတ်သီးသည်6ပတ်သီးနဲ့7ပတ်သီးအကြိုက်ဆုံးပတ်သီးက6ပတ်သီးနဲ့7ပတ်သီးเนาะဒီညနေ၄နိုင်ခွဲတဲ့ကိုပတ်သီးမှုလေးကအလုံးစုံကိုဒီမှာအလုံးမဲ့6ပတ်သီးနဲ့7ပတ်သီးเนาะ16ပတ်သီးရှယ်ခွေလေးက6.9ဒီအခွေလေးပါเนาะရှယ်ခွေလေးက6.9အခွေလေးပါ နော်ပတ်သီးနေလဲဆိုရင်6ပတ်သီး7ပတ်သီးပတ်သီးသမားတွေအတွက်နော်ဆရာကလည်းကိုင်းရထမင်းစားတယ်လို့စားတယ်နော်လေဟုတ်ကဲ့ဗျာနော်ကိုကြိုက်တာဟုတ်နော်ကိုကြိုက်တာလေးတော့ကိုလုပ်တယ်ဗျာကဲအောင်သောမိတ်ဆွေအားလုံးပဲ6 7 9သီးအပူပါခွေမဲ့ပတ်သီးက6ပတ်သီး7ပတ်သီးနော်7ပတ်သီးညနေတွေလမ်းကြောင်းသီး6ပတ်သီးနဲ့7ပတ်သီးရမ်းလာတယ်အဲ့ဒီမှာကိုပိုင်းတို့နံပါတ်1နဲ့6 7 9ကီးသီး မပြီးခဲ့ရင်เนาะနံပါတ်1အနေနဲ့6တကိုကီးအခွေမပြီးခဲ့တော့ရှိရင်မိန်ခွန်းအနေနဲ့ခေါ်ပေးမယ်62เนาะ why no 64 6264မိန်ထိုးမယ်6264မိန်ထိုးမယ်6ပါတော့ကနနှစ်ကွက်ရွေးပေးတယ်6264မိန်ထိုးမယ်တက်ပါတော့ကနန်း နော်တစ်ပါသောကဏ္ဍဆိုရင်ကိုပိုင်းညီကတော်အားလုံးပဲနော်တစ်ပါသောကဏ္ဍဆိုရင်လည်းကိုပိုင်းတို့ကမေးဆိုအားလုံးပဲတင်းနှစ်ရဲ့ကိုရမအားလုံးပဲတစ်လေးရဲ့တစ်ခွန်ရဲ့တင်းနှစ်တလေးတစ်ခွန် တင်းနှစ်တလေတခွန်ချောင်းနဲ့ကကိုဒီမအလုံးမဲ6နှစ်60လေးတင်းနဲ့ကတင်းတင်းတလေတခွန်နော်ကနန်းကိုပိုင်တို့မဆွာအလုံးမဲအဲ့ထက်မှာကိုပိုင်တို့9ကွက်ပေါ့အဲ့9ကွက်ကမိန်းနေနဲ့ကြိုက်တယ်နော်အဲ့9ကွက်ကမိန်းနေနဲ့ကြိုက်တယ်အရန်2ကွက်ပြောမယ်ဆိုတော့6တက်9ထဲမှာအရန်2ကွက်သည်62နဲ့64ရမ်းမယ်အရန်2ကွက်က62 64အလုံးမဲဆွာအလုံးကောင်းမှလေးမှမှန်ပါ နော်ကိုပိုင်ရောကိုဒီမအလုံးမဲ့စာရွက်နဲ့ချပြရေးတာ မဟုတ်တဲ့အတွက်ကိုနောက်လူတွေလည်းသိရအောင်နော်ဒီတန်းမှာကိုဒီမအလုံးမဲ့ကိုအမလေးမှာအလုံးစာလေးလိုက်ရေးပေးပါနော်ဒါမှကိုဒီမအလုံးမဲ့နောက်ကဝင်လာတဲ့အကိုဒီမလည်းကိုပိုင်ဘာပြောသွားလဲဘာပေးသွားဆိုလဲသိရမယ်ပေါ့နော်နံပါတ်1ချက်ပြန်ခေါ်ပေးမယ်နံပါတ်2ချက်ပြန်ခေါ်ပေးမယ်6တက်ကိုဒီနံပါတ်1နေနဲ့အခွေကီးခွေ6တက်ကိုကီးခွေเนาะ6တက်ကိုဒီကီးခွေ ပတ်သီးလိုက်တဲ့အမျိုးတွေအတွက်က6ပတ်သီးနဲ့7ပတ်သီး6ပတ်သီးနဲ့7ပတ်သီးနော်နောက်တစ်ကျွန်တော် main နေနဲ့ဆိုရင်6နှစ်ရယ်ခုနကအလုံးမဲ့64 main 6ပါသောကနန်းဆိုရင်62 64ရာ main နော်တစ်ပါသောကနန်းဆိုရင်1နှစ်1လေး1ခွန်က main တစ်ပါသောကနန်းဆိုရင်1နှစ်ရယ်1လေးရယ်1ခွန်ရယ် main နော်အရန်နှစ်ကွက်တည် 94အရန်နှစ်ကွက်เนาะအရန်နှစ်ကွက်မဖြစ်မနေရမ်းမယ်เนาะ96 94အဓိကကြိုက်တော်ဒီကဘာကိုကြိုက်တာလဲဆိုရင်69ကိုကိုမပြီးခဲ့ရင်2လေးအကန့်နဲ့ကြိုက်တာเนาะဒါကနံပါတ်1เนาะဒါကကျွန်တော်မျိုးဆိုအောင်မယ်ကီးခွေပြီးသွားရင်သူကနံပါတ်2အချက်เนาะဒီညနေမှာဗရိတ်လမ်းကြောင်းဒီအကြိုက်တွင်လိုက်တော့ဗရိတ်လမ်းကြောင်းလေးတစ်ချက်ပြောမယ်เนาะကိုပိုင်းပြီးတော့ကဏ္ဍနဲ့ကဗရိတ်နဲ့ညီးတဲ့ကဏ္ဍလေးကိုတင်ထုတ် နော်ကောမန်လေးတွေတက်နေတယ်ကောမန်လေးတွေမန့်ကြပါနော်ကောမန်လေးတွေမန့်ကြပါမျိုးတွေအားလုံးပဲနော်ကိုယ်ကခေါ်ပေးသောကဏ္ဍလေးကိုကောမန်လေးမှာမန့်ထားမန့်ပေးသွားဒါမှနောင်လူတွေလည်းတွေးရမယ်မျိုးတွေအားလုံးပဲနော်ပြန်ကိုပိုင်းတကွက်ကောင်းပြောပေးမယ် နော်ဆဲမသွားနိုင်အောင်တကွက်ကောင်းပြောမယ်ပြီးရင်အကြိုက်ဆုံးတကွက်ကောင်းပြောပေးမယ်ပရိမူဝါဒလေးတစ်ချက်ပြောပေးအောင်မယ် မန်တန်းမှာတထားတယောက်ပဲမန်းတယ်နော်ကြံတဲ့လူတွေဘာလို့မမန်းလာတော့နော်မန်းထားပါအားလုံးမိတ်ဆွေအားလုံးပဲနော်အားလုံးအားလုံးမျိုးတွေအားလုံးပဲမန်းထားပါမန်းထားပါနော်6တက်ကိုကကီအခွေအပူကြိုက်တယ်မိတ်ဆွေအပူပါထဲခွေမယ်နော်ကျွန်တော်တို့ပတ်သီးက6ပတ်သီး1ပတ်သီးကိုမိန်ကြိုက်တယ်6ပတ်သီး1ပတ်သီးမှာမှာ6နှစ်6လေးမိန်နော်နောက်ပြီးတက်နဲ့ပတ်သက်ရင်1နှစ်ကယ်1လေးရယ်ကိုယ်လည်းအားလုံးမယ်1ခွန်ရယ်မိန်နော်ဒါ1ပါတော့ကနန်း အရန်တဲမှာမဖြစ်မနေရမှာ6နှစ်နဲ့64เนาะဉာဏ်ရည်တွေပြိဋ္ဌိမပြတ်သောပြိဋ္ဌိရှိတာကဘာပြိဋ္ဌိလဲဆိုရင်အခုဒီမှာအားလုံးမယ်ရှစ်အဲဉာဏ်ရည်တွေပြိဋ္ဌိရှစ်သုံးတစ်ကလည်းကိုဒီမှာအားလုံးမယ်ပြိဋ္ဌိနော်ရှစ်သုံးတစ်ပြိဋ္ဌိဒီညနေမှာရှိပါတယ်ပြိဋ္ဌိမူဝါဒလေးက73တစ်ပြိဋ္ဌိ နော်ရှစ်သုံးတက်တိပြိလမ်းကြောင်းရှိပါတယ်နော်ကိုရမအောင်မယ်ရှစ်သုံးတက်ကပြိလမ်းကြောင်းဆရာတို့တွတ်မပေးတော့ဘူးလားတဲ့ကျွန်တော်လက်ထွက် site တွေဒီရက်ထဲမှာမပြသေးဘူးလို့ကျွန်တော်ပြောထားတယ်နော်ကိုရမအောင်မယ်နော်အကောက်တွေနာလို့ပါနော်လက်ထွက် site တွေမပြသေးတာနော်ဓမြအကြောင်းမဟုတ်ပါဘူးအကောက်ကလေးတွေနာလို့နော်ကိုပိုင်းကိုယုံကြည်တဲ့မိတ်ဆွေ like သုံးပါနော်ကျွန်တော်ပြီးတော့ကဏ္ဍနေဒီကိုရမအောင်မယ်ဘယ်တော့မှအကူရမအောင်အလုံးကိုအလွဲသုံးစားမပေးဘူးနော် အကိုဒီမအရလုံးပဲကိုပိုင်းရဲ့လက်တွက် site တွေကိုကြည့်ဘူးတဲ့မိတ်ဆွေတွေဆိုသိမယ်လူသစ်ကိုဒီမဆိုရင်တော့အသိချင်မှလည်းသိမယ်ပေါ့နော်ကိုပိုင်းအများတိုင်းလက်တွက် site ကိုဘယ်လိုရှာလဲဆိုတော့လမ်းကြောင်းတစ်ကြောင်းကိုပတ်သီးတစ်လုံးကိုထုတ်ပြီးဆိုရင်ပတ်သီးတစ်လုံးကိုလမ်းကြောင်းတစ်ခုလုံးနဲ့ကျွန်တော်လုံလောက်တာမဟုတ်ဘူးနော်အနည်းဆုံး3-4ချက်လောက်ကျွန်တော်ညီမပတ်သီးကိုထုတ်ပေးတာတကယ်လို့ကိုပိုင်းကိုယုံကြည်မှလည်းလိုက်တော့မှမယုံကြည်မှတုံးနဲ့နော်ကိုဒီမအလုံးပဲကိုပိုင်းကိုဒီမအလုံးတွက် site မပြဘူးဆိုပေမဲ့ကိုပိုင်းရဲ့ရှာတဲ့နော်ကျွန်တော်ရဲ့ညံစွမ်းကတော့ရော့မကြသွားဘူးเนาะတက်ဆိုင်မပြလဲဒီလောက်ပဲတက်ဆိုင်ပြလဲဒီလောက်ပဲ เนาะပုံမှန်တော့ကျွန်တော်ရှာမှာပဲရှာနိုင်သလောက်ရှာပေးတယ်ယုံကြည်မှုရှိတယ်ဆိုရင်အပြည့်ဝလိုက်သုံးပါเนาะကိုရမအောင်မယ်တစ်ချက်ပြန်ခေါ်ပေးမယ်ကိုရမအောင်မယ်69ကီအခွေဒီညနေအတွက်69ကီအခွေနောက်တဲ့ကိုရမအောင်မယ်ကိုမင်းတို့6ပတ်ဒီ1ပတ်ဒီမှာမှာ6ပါသောကဏ္ဍက64နဲ့62ကမိန်နောက်တဲ့1ပါသောကဏ္ဍဆိုရင်ကိုမင်းတို့ကတင်းနှစ်ကတလေးရဲ့တခွန်ရဲ့မိန်เนาะအရန်တော့62 64ရ အရန်မဖြစ်မနေထည့်ရထားသူက6တက်ကိုကြီးရအတွက်ကိုနော်6တက်ကိုထိမှဒီညနေကြိုက်တယ်ပြီးရင်ကိုပိုင်းလုံးမဆောင်တော့ဗရိတ်မူပါတာလေးက73တက်ကဗရိတ်နော်73တက်တွေကဗရိတ်လမ်းကြောင်း73တက်ဗရိတ်ကလည်းမပြတ်သေးသောလမ်းကြောင်းဒီအပင်လဲသူလဲရှိပါတယ်ငါးပင်လောက်တော့ရှိတယ်နော်ဒါမပြတ်သေးသောလမ်းကြောင်းဗရိတ်ဒီ73တက်ဗရိတ်ရှိတယ်အဲ့ဒီ73တက်ပရိတ်တဲမှာမှာကိုပိုင်းအကြိုက်ဆုံးကဒီညနေမှာကြိုက်တာဒီ ကိုပိုင်းအကြိုက်ကိုပြောပါဆိုရင်နော်ရှစ်ပရိတ်နဲ့ကိုပိုင်းကြိုက်တာ၃ပရိတ်ကိုပိုကြိုက်တယ်နော်ရှစ်ပရိတ်နဲ့၃ပရိတ်ကိုကြိုက်တယ်ဒီညနေမှာအကြိုက်ဆုံးပရိတ်လမ်းကြောင်းဆိုရင်ရှစ်ပရိတ်၃ပရိတ်ကိုကြိုက်တယ်ရှစ်ပရိတ်၃ပရိတ်ကိုမှကိုပိုင်းအကြိုက်ဆုံးကဏ္ဍ၂ကွက်ပြောပေးမယ်နော်အကြိုက်ဆုံး2ကွက်ဒီညနေမှာမဖြစ်မနေတင်ထိုးရမယ်2ကွက်ဒီအခုဒီမှာအားလုံးပဲ62နှစ်နဲ့ တနှစ်နဲ့60နှစ်နဲ့တနှစ်နဲ့ရှင်မင်းအထူးမင်းเนาะမဖြစ်မနေထို60နှစ်နဲ့တနှစ်နဲ့เนาะကိုရမအောင်မယ်အကြိုက်တူတယ်မိတ်ဆွေလိုက်ကစားเนาะအားလုံးမိတ်ဆွေအားလုံးမယ်60နှစ်မင်းတနှစ်မင်းဟုတ်ပြီလားအားလုံးမိတ်ဆွေအားလုံးမယ်မဖြစ်မနေထိုးရမယ့်ကဏ္ဍက69ကီးခွေเนาะနောက်ပြီးတော့69ကိုကိုပိုင်တို့က6264 တင်းနှစ်တလေကိုပိုင်တော့တစ်ခွန်เนาะဒါမဖြစ်မနေထိုးပါမှာအရန်တဲ့မှာဆိုရင်62 64เนาะအဲ့ထဲမှာမှာကိုပိုင်အကြိုက်ဆုံးနှစ်ကွက်ရွေးပေးတာစီ62နဲ့တင်းနှစ်လုံးမကြိုက်တဲ့73ပြိတ်လည်းညိမယ်ပေါ့เนาะ73ပြိတ်လည်းညိမယ်ကိုပိုင်ရဲ့ရွေးချယ်မှုစီမှန်ကန်ရဲ့ကိုဒီမှာလောမှာဒီညနေ၄နာရီခွဲလေးမှာအားလုံးမိတ်အော်လေးနဲ့အမြတ်ရကြပါစေလို့ကိုပိုင်ဆုမြောင်းတောင်းပေးပါတယ်အားလုံးမိတ်ဆွေအားလုံးပဲကိုပိုင် channel ကိုအခုမှဝင်ကြည့်တဲ့လူသစ်ကိုဒီမှာလောကအမြဲမြောင် channel လေးကို စไรခေါင်းလောင်းလေးနှိပ်မယ်လိုက်လက်မလေးနှိပ်ထားမယ်เนาะဒီမနက်မှာ73ကီခွေလေးမှာရကြတဲ့မိတ်ဆွေတွေကလည်းကောမန်လေးမှာရကြလေးတွေမှန်သွားเนาะအားလုံးမိတ်ဆွေအားလုံးပဲကဲဒီညနေမှာအားလုံးမိတ်ဆွေအားလုံးအောင်ပဲအတူတူပြန်ခံမယ်เนาะအားလုံးမိတ်ဆွေအားလုံးပဲကိုပိုင်းဒီကတော့အားလုံးပဲကိုပိုင်းပေးသောကဏ္ဍလေးတွေနဲ့ဒီညနေ၄နိုင်ခွဲမှာအားလုံးမိတ်ဆွေအားလုံးပဲအမျက်ရ၍အောင်ပဲခံနိုင်ကြပါသည်လို့ဆုမကောင်းတောင်းပေးပါတယ်အားရပါရှင်သောမိသားစုဝါတွေအားလုံးပတ်စံနိုင်ကြပါစေကိုကိုမတွေအားလုံးလုံအကန်ကန်များအစဉ်ပြေချုံးမှုပြီးတော့ကိုစိန်နှလုံးပန်းလုံးမွေလို့ရေလို့အေးချမ်းကြပါစေလို့ဆုမကောင်းတောင်းပေးရင် ပိုင်းရဲ့ like လေးကိုဒီနားလေးမှာပဲကျွန်တော်ကွန်ပြူပါကိုပိုင်းနဲ့ဂွင်းနေမပြနဲ့တဲ့ဒီကောင်တွေကတဲ့ခုတ်ခုပါတဲ့ဟုတ်တယ်ဗျာနော်နော်ဒါချုပ်ကနားလေတဲ့သဘောပေါက်တယ်ဗျာနော်တဲ့အားလုံးပဲဆွေအားလုံးပဲနော်အားလုံးညီကုန်တော့အားလုံးပဲနော်ကဲဒီညနေလေးလိုက်ခွဲမှာအားလုံးပဲအတူတူအဝါခံနိုင်ကြပါသည်လို့ဆွေမကောင်တောင်းပေးကိုပိုင်းရဲ့ like လေးကိုဒီနားလေးမှာပဲအားလုံးကျွန်တော်ကွန်ပြူပါအားလုံးညီကုန်တော့အားလုံးပပိုင်ပါနော်ချစ်ပေါ်တဲ့အားလုံးပပိုင်ပါမျိုးတွေအားလုံးပဲ